FPTP မဲဆန္ဒနဲ့အမှတ်နှစ်တွေနဲ့အမည်စင်းတင်စားသည့်ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကရာဒေါ်ဒေါက်တာသက်သက်ခိုင်သည်တဲ့သက်ဆိုင်ရာလွှတ်တော်ယူကောက်ပွဲဥရီပုံမှရှေ့ကာကြီးပါပြတဲ့ချက်များနဲ့ညီစွန်းသဖြင့်နဲ့လွှတ်တော်ကိုယ်စားလှယ်မှာပယ်ဖျက်ခဲ့ခြင်းဖြစ်ပါသည်တဲ့ပြည်ကံပြောမပြောင်းရသေးဘူးနိုင်တာ28ဦးရှိသွားပြီကိုယ်စားလှယ်28ရောက်မှာမပြောင်းမနိုင်နေပြီပြည်ကံပြော မပြိုင်မဲနဲ့နိုင်နေပြီလို့ပြောရင်ခင်ဗျားတို့အားအသင့်မယ်ဒီနေ့အတွက်ထူးခြားတဲ့သတင်းအသစ်တွေကိုနောက်မှအသေးစိတ်တင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပြီးဘေးနားကခေါင်းလောင်းလေးကိုနှိပ်ခဲ့ကြဖို့မမေ့ကြပါနဲ့ခင်ဗျာဒါဆိုရင်စလိုက်ရအောင်ဒီတော်တက်ခိုင်တော်တော်တကိုင်းလွတ်တော်ကိုယ်စေလောင်းအဖြစ်ကနေပြီးတော့ပယ်ပြတ်ခိုင်တဲ့သတင်းတွေနဲ့ပတ်သက်ပြီးတော့ဒီကနေ့မနက်ပိုင်းနဲ့စပြီးတော့ဒီကနေ့ညနေပိုင်းထိကျွန်တော်ပွဲတွေအတော်တော်ဆူနေတယ် တော်တော်ဆူနေတယ်အဲ့ဒီသတင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်မနေ့ကမနေ့ကကျွန်တော်တင်ပြခဲ့ပါတယ်မနေ့ကကျွန်တော်တင်ပြတဲ့ခါမှာနံပါတ်၁ချက်ကကျွန်တော်ဒီသတင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဂါဂါနာနာသိတယ်ဗျကျွန်တော်သတင်းသမားတယောက်ကတော့ဗျသတင်းနဲ့ပတ်သက်ရင်တော့ကျွန်တော်တို့တင်ပြမှာပဲဒါဒါကျွန်တော်တို့တောင်းပါမယ်ကျွန်တော်သတင်းနဲ့ပတ်သက်ရင်ကျွန်တော်တို့ချစ်တဲ့သူတွေရှိမယ်မုန်းတဲ့သူတွေရှိမယ်ဒါသတင်းရဲ့သဘောတဘာဝပဲကျွန်တော်တို့ကတော့ဗျကျွန်တော်တို့သတင်းနဲ့ပတ်သက်ပြီးတော့ပြည်သူလူထုသိပိုင်ခွင့်ပါဗျသိပိုင်ခွင့်ကိုကျွန်တော်တင်ပြတာဖြစ်တယ်ကျွန်တော်တို့မှာဟိုဘသူ့ကိုချစ်လို့ဘသူ့ကိုမုန်းလို့ဆိုတာမရှိဘူး ကျွန်တော်တို့ကသတင်းနဲ့ပတ်သက်တာပြည်သူလူထုပိုင်းကနေကျွန်တော်တင်ပြမယ်။ဟိုမနေ့ကကျွန်တော်ဒီချိန်နဲ့ပတ်သက်ပြီးကျွန်တော်တင်ပြခဲ့ပါတယ်။တင်ပြတဲ့အခါမှာကျွန်တော်ဒီအမည်စင်းနေဒီပုဂ္ဂိုလ်ကဘသူဆိုတဲ့နာမည်ကိုကျွန်တော်သွဲဝတ်ထားခဲ့တယ်။စသဖြင့်ကျွန်တော်သွဲဝတ်ထားခဲ့ပါတယ်။ဒီချိန်နဲ့ပတ်သက်ပြီးတော့ဒီကနေ့မှာကျွန်တော်တို့သတင်းတောက်တွေကယူကော့ဝဲကော်မရှင်ကိုမေးခွန်းနေမိခဲ့ပါတယ်။ယူကော့ဝဲကော်မရှင်ကလည်းအေးဒေါ်သက်ခိုင်နဲ့ပတ်သက်ပြီးတော့ပြန်လည်ဖြေကြားခဲ့တာရှိပါတယ်။အဲ့ဒီမှာဘာဖြစ်တာလဲဆိုတော့ရုံလိုက်တရားချင်းအမျိုးသားလွတ်တော် FPTP မဲဆန္ဒနဲ့အမှတ်နှစ်တွင်အမည်စင်းတင်စားသည့်ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌဒေါက်တာသက်သက်ခိုင်သည်တက်ဆိုင်ရလွတ်တော်ယူကောက်ဝဲဥရီပုံမှ ရှေ့ကာကြီးပါပြဋ္ဌာန်းချက်များနဲ့ညီစွန်းသဖြင့်လွတ်တော်ကိုယ်စားလှယ်မှာပယ်ဖျက်ခဲ့ခြင်းဖြစ်ပါသည်တက်ဆိုင်ရလွတ်တော်ကိုယ်စားတက်ဆိုင်ရလွတ်တော်ယူကောက်ဝဲဤဥရီ36ကာယလွတ်တော်ကိုယ်စားလောင်အဖြစ်အမည်စင်းထုတ်ပြန်ပြီးနောက်အမည်စင်းတင်စားသူတူဦးတည်ရွေးကောက်ပွဲမကျင်းပမီ လွတ်တော်ကိုယ်စားလောင်ဖြင့်ရွေးကောက်တင်မြောက်ခံပိုင်ခွင့်ဆုံးရှုံးသွားလျင်ထိုသူ၏အမိကိုယ်နှင့်လွတ်တော်ကိုယ်စားလေလောင်များ၏အမိစင်းမှပယ်ဖျက်မိဖြစ်ပါသည်ပြီးသွားရမှာကျွန်တော်တို့နောက်ထပ်ဒီအခြားသောသတင်းဌာနတွေထပ်မိရထပ်မိတဲ့ကောင်မှရွေးကောက်ဝယ်ကုန်ပြည့်ထပ်ဖြစ်ပါတယ်ရန်ကုန်တိုင်းပြည်ကြီးအမျိုးသားလွတ်တော် FPTP မဲဆန္ဒနဲ့အမှတ်အတွင်းနဲ့အမည်စင်းတင်စားသည့်ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌဒေါက်တာသက်သက်ခိုင်ဤတက်ဆိုင်ရလွတ်တော်ရွေးကောက်ပွဲဥပဒေပုံမှအရှိကကြီးပါပြဋ္ဌာန်းချက်ပြဋ္ဌာန်းချက် ပြတန်းချက်နှင့်ညီစိုးသဖြင့်လွတ်တော်ကိုယ်စားလှယ်အောင်ဆင်းမှပယ်ဖြတ်ခြင်းဖြစ်ပါသည်တဲ့လွတ်တော်လိုက်မဲဆန္ဒနှင့်အသီးသီးတွေနဲ့အမြင့်ဆင်းတည်ဆင်းသည့်လွတ်တော်ကိုယ်စားလှယ်အောင်9023ဦးတွင်နဲ့9023ဦးတွင်နဲ့ဖွဲ့စည်းအခြေခံဥပဒေသက်ဆိုင်ရာလွတ်တော်ရွေးကောက်ပွဲဥပဒေနေဦးတွေများနဲ့ညီညွတ်မှုမရှိသဖြင့်ပယ်ဖြတ်ခဲ့သည့်လွတ်တော်ကိုယ်စားလှယ်အောင်86ဦးရှိပါတယ်တဲ့အဲ့တော့တတိယမြေကျတော့တနင်္ဂနွေလုံးမှာဆင်းပေးသူနာနဲ့လွတ်တော်ကိုယ်စားလှယ်အောင်အားလုံးက9023ဦးရှိတယ် အဲ့ဒီကနေပြီးတော့ကျွန်တော်တို့ဥရင်နဲ့မညီလို့ပယ်ဖျက်ခဲ့တဲ့လွတ်တော်ကိုယ်စီလောင်အားလုံးက86ဦးရှိပါသေးတယ်။တဆရာမဲဆန္ဒနဲ့အလိုက်ဝင်ရောက်ရှင်းပြပြီးလွတ်တော်ကိုယ်စီလောင် အမည်စင်းအားတဆရာရုပ်ောက်ဝဲကော်မရှင်အဖွဲ့ရုံးများတွင်နဲ့ကတ်ထားခြင်းညာခြင်းညာပေးထားပြီးတော့ UC website တွင်လာဖော်ပြထားပါတဲ့။တဆရာလွတ်တော်ရုပ်ောက်ဝဲဥရင်ပုံမှာရှစ်ကကြီးသေးရွေးရွေးောက်တင်မြောက်ခံပိုင်ခွင့်ရှိသူ လူပုဂ္ဂိုလ်နဲ့ဒါသက်ဆိုင်ပြီးတော့နိုင်ငံရေးပါတီနေပြီးအကျုံးဝင်ခြင်းမရှိပါကြောင်းအဲ့တော့နံပါတ်၁ချက်ကဗျာဟိုဒေါက်တာသက်သက်ကိုင်းနဲ့ပတ်သက်ပြီးတော့ကိုယ်စီလောင်းဖြစ်ကနေပဲဖြစ်လိုက်ပြီသို့တော်လည်းပဲဒါကကျွန်တော်တို့ဒေါက်ဒေါက်တာသက်သက်ကိုင်းတယောက်ကိုပဲပယ်ဖြတ်လိုက်တာမလွတ်တော့ကိုယ်စီလောင်းဖြစ်သူရဲ့ပါတီဖြစ်တဲ့ပြည်သူ့ရှေ့ဆောင်ပါတီကိုပယ်ဖျက်ခြင်းမဟုတ်ပါဘူးပြည်သူ့ရှေ့ဆောင်ပါတီကတော့ကျွန်တော်တို့ရွေးကောက်ပွဲဝင်မယ်သူရဲ့မွေးတိုင်းရှိပါတယ်နံပါတ်၄ချက်ကတော့ဒေါက်တာသက်သက်ကိုင်းအနေနဲ့ထပ်ပြီးတော့ကျွန်တော်အယူခံအယူခံဝန်ပိုင်ခွင့်မရှိတော့ပါဘူးအယူခံအယူခံဝန်ပိုင်ခွင့်လုံးဝမရှိတော့ပါဘူး ဒါဆိုတော့ကျွန်တော်တို့ဒီရွေးကောက်ပွဲကော်မရှင်အထုတ်ပြန်ချက်ရဲ့စာကိုကြည့်ကြည့်အပြင်ဒေါက်တာတသက်ခိုင်ကလက်ရှိဒီ2025ရွေးကောက်ပွဲမှာသူ့အနေနဲ့ဝင်ရောက်ရှင်မြိုင်ခွင့်လုံးဝမရှိတော့ပါဘူးအထက်လာပြီးတော့သူ့အနေနဲ့ကျွန်တော်တို့ဒီဂျားပြက်ရွေးကောက်ပွဲမှာအဂျားပြက်ရွေးကောက်ပွဲမှာသူပြန်ပြီးတော့သူရဲ့ကျွန်တော်တို့လက်ရှိဖြစ်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ရှင်းလင်းပြီးသွားပြီဆိုရင်တော့ဗျာဒါပြန်ပြီးတော့သူရွေးချယ်ဝင်ရောက်ရွေးချယ်ပိုင်ခွင့်ရှိပါတယ်ရှင်းလင်းပြီးသွားရင်တော့ဝင်ရောက်ရွေးချယ်ပိုင်ခွင့်ရှိပါတယ်ဒါတော့ကျွန်တော်တို့ ဟိုဒေါက်တာတသက်ခိုင်နဲ့ပတ်သက်ပြီးတော့ယူကော့ဝဲကော်ပိုရိတ်ထုတ်ပြန်ချက်ပါဒီသတင်းပြန်ချုပ်ချင်တာကနံပါတ်1ဒေါက်တာတသက်ခိုင်အနေနဲ့ဒါယူကော့ဝဲကော်ပိုရိတ်ကဒေါက်တာတသက်ခိုင်ကိုလွတ်တော်ကိုယ်စားလောင်းဖြစ်ပယ်ဖြတ်လိုက်ပါတယ်နံပါတ်2ချက်ကဒေါက်တာတသက်ခိုင်အနေနဲ့ယူကော့ဝဲကော်ပိုရိတ်ကိုအယူခံဝန်ပိုင်ခွင့်မရှိပါဘူးနံပါတ်3ချက်ကဒါကဒေါက်တာတသက်ခိုင်ကိုဒါလွတ်တော်ကိုယ်စားလောင်းဖြစ်ပယ်ဖြတ်ခြင်းဖြစ်ပါတယ်သူ့ရဲ့ပါတီဖြစ်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီနဲ့လုံးဝသက်ဆိုင်မှုမရှိပါဘူး။နံပါတ်၄ချက်ကလွတ်တော်ကိုယ်စားလှမ်းဖြင့်စီရင်ပေးသွင်းထားသူအလုံးက9023ဦးရှိပါတယ်။အဲ့မှာကျွန်တော်တို့ဥပဒေနည်းဥပဒေစသဖြင့်တည်ဆဲဥပဒေများနဲ့ညီညွတ်မှုမရှိတဲ့လွတ်တော်ကိုယ်စားလှမ်း86ဦးကိုလည်းဥပဒေကကျွန်တော်ပယ်ဖျက်လိုက်ပါတယ်။ဒါတော့ကျွန်တော်တို့ဒေါက်တာတသက်ခိုင်နဲ့ပတ်သက်ပြီးတော့အခြေအနေပါ။အဲ့တော့ဒီသတင်းနဲ့ပတ်သက်ပြီးကျွန်တော်လည်းပြီးခဲ့ရက်ကတင်ပြခဲ့ပါတယ်။မနေ့ကကျွန်တော်တင်ပြခဲ့ပါတယ်။ကျွန်တော်တင်ပြတဲ့အခါမှာတော့ကျွန်တော်လူပုတ်ကွေးရဲ့အမိတွေ ပါတီတွေကျွန်တော်ထုတ်ဖော်ခြင်းမရှိပါဘူးကျွန်တော်ကအများအားပြောပါတယ်ကျွန်တော်ပြောခဲ့ပါတယ်ဒီပုဂ္ဂိုလ်ရဲ့နိုင်ငံရေးယုံကြည်ချက်သူ့ရဲ့ပါတီသွားနေတဲ့နိုင်ငံရေးအရွေးပေါ့ဗျာဒါကိုကျွန်တော်ကမထိခိုက်စေချင်ပါဘူးတိုးတော်လည်းပဲကျွန်တော်တို့ကသတင်းသမားဖြစ်တဲ့ကကျွန်တော်ပြည်သူတွေရဲ့သိပိုင်ခွင့်နဲ့ပတ်သက်ပြီးတော့တင်ပြပေးတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဟိုဒီထက်မှပြည်ခံပြောကတော့ဇာတာပေါ့ဗျာပြည်ခံပြောကတော့ဇာတာပေါ့ဘာဇာတာလဲဆိုတော့ပြည်ခံပြောကမပြောင်းရသေးဘူးနိုင်တာ28ဦးရှိသွားပြီကိုယ်တော်28ရောက်မှာမပြောင်းမဲနိုင်နေပြီ ပြိုင်မျိုးကမပြိုင်မဲနဲ့နိုင်နေပြီလို့ပြောရင်ခင်ဗျားတို့အံအားသင့်မယ်နော်မပြိုင်မဲနဲ့နိုင်နေဆိုပြိုင်တော့မပြိုင်သေးဘူးပြိုင်ပြီးတော့နိုင်သွားတယ်ဆိုတာလေအဲ့ဒါအံအားသင့်စရာမကောင်းဘူးလားဘာလို့ဆိုတော့အခုမှဗျာကိုယ်စလောင်းစင်းနေထုတ်ပြန်ပြီလို့ပြီးအောင်ရှိသေးတယ်ဘာဖြစ်သွားလဲဆိုတော့ပြိုင်ပြီးတော့နိုင်နေပြီ28ရက်တော့ကျွန်တော်တို့အခုသတင်းစင်းနေရတာသတင်းရောစင်းရောရတာဆိုတော့ဘာလို့28ရက်နိုင်လို့ပြောနိုင်တာလဲဆိုတော့သူတို့ပြိုင်ပြီးတော့နဲ့ပြိုင်မဲနေရာတွေမှာကျွန်တော်သိသလားပေါ့နော်ပြိုင်မဲနေရာတွေမှာဝင်ပြိုင်မဲလို့မရှိဘူးတယောက်တည်းဖြစ်နေတာပြိုင်မဲမရှိဘူးသူတို့နဲ့ချင်းပြိုင်မဲလို့တယောက်မှမရှိဘူးမရှိတော့ အဲ့နေရာကတော့သူတို့နိုင်သွားပြီရွေးကောက်ပွဲကျင်းပါရတယ်တယောက်မှမဲမပေးလဲသူနိုင်သွားပြီရွေးကောက်ပွဲဥပဒေရပြိုင်ပဲမရှိလို့ရှိရင်အဲ့ဒီလူသာနိုင်ပဲအဲ့တော့နိုင်သွားပြီပေါ့ဗျာပြည်ကံပြောတော့ဒါဇာတာဇာတာပေါ့ဗျာနော်အဲ့တော့ကျင်းသားရဲ့ဆင်းရကြီးလိုက်တဲ့ကကချင်းစကိုင်းရှမ်းတရင်သာကြီးအဲ့နေရာ၄ခုကမဲဆန္ဒနဲ့28ခုတိတိမှာပြည်ခိုင်ပြိုးပါတီရလို့ပြီးမြည်သိပါတီမှဝင်ပြိုင်ပြီအဲ့တော့အဲ့28ယောက်အော်တိုဖြစ်သွားပြီအဲ့တော့ကျိုးတော်ကွန်ဂရက်ကွန်ဂရက်ရှင်ကွန်ဂရက်ကျူလေးရှင်းလောက်ထားမှပေါ့နေပြီနော်အဲ့တော့ပြည်သူလူထုအတွက်ဆိုရင်တဲ့ နောင်မော်မန်စီရွှေကူစကိုင်းဆိုလို့ရှိရင်မင်းကင်းဝင်းတို့မော်လိုက်ကနီစာလင်းစာလင်းရေဦးတင်းတိုင်ဆိုရင်ရေဖြူလောင်းလုံးရှမ်းဆိုလို့ရှိရင်မက်မန်းတဲ့ဖဲခုံအဆရှိတယ်ပေါ့ဗျာနော်ဆိုတော့အဲ့လိုမျိုးတွေဆိုတော့အတိုင်းနယ်ပြည်နယ်တွေမှာလည်းကောလင်းဝင်းတို့တမူဘူးတလင်းမော်လိုက်ကနီစာလင်းကြီးရေဦးအဆရှိတဲ့နေရာတွေပေါ့နော်အဲ့လိုနေရာတွေနေရာတွေနေရာတွေအများကြီးပါတယ်အမျိုးသားအဲပြည်သူလူတော်တွေမျိုးသားလူတော်တွေတိုင်းသားလူတော်တွေနေရာတွေအကုန်လုံးရတာ28နေရာဒီဒီဒီကပြောရသွားပြီအဲ့တော့အဲ့28နေရာကြီးကျွန်တော်ကြည့်လိုက်တဲ့ခါကျတော့နိုင်တဲ့လူတွေနာမည်လေးကြီးကျွန်တော်တွေ့ရတော့ဟာလို့အဆန်းတွေပါလားလို့ ဟိုဆိုကြပါစို့ဦးရေဦးရေဒန်တန်သူကပြည်ခိုင်ပြပါတီရဲ့နောင်မုံမြို့နေရာနေပြိုင်မှာနော်တော်နောင်မုံမြို့နေရာပြိုင်မှာနော်ဦးကွမ်းဆန်ဦးကွမ်းဆန်သူကလည်းမန်စီရပြိုင်မှာနော်ဦးအောင်နိုင်ရွှေကူဦးကျော်ဝင်းရွှေကူနော်ဦးဝေလင်းထွန်းမင်းကင်းဦးကျော်လွင်ဦးကောလင်းဦးထိန်မင်းဝင်းတူဦးစိုးပိုင်ဝင်းတူဦးခမောင်လွင်တမှုနော်ဦးအောင်မင်းကြီးဘုဒ္ဓလင်ဦးဒေါ်စနာသိမ့်မော်လိုက်ဦးမြင့်စိုးစင့်မော်လိုက် ဦးထွန်းလွင်ကဏီဦးညံထွန်းကဏီဦးအောင်စောဦးစားလင်းကြီးအဲဦးစောမောင်စားလင်းစားလင်းကြီးဦးရဲမိုးနိုင်ရေဦးဦးစိုးထင်အောင်ရေဦးဦးခမောင်မြင့်ရေပြူဦးမင်းနိုင်ရေပြူအဲဦးတင့်လွင် လောင်းလုံးဦးအောင်မျိုးထွန်းတရချောင်းဦးစောထွန်းဦးကန်ကောဒေါ်ကြီးလိုင်းဖဲခုံဦးဆိုင်ထွန်းလင်းမိုးနေအော်သူက SNDB ကအဲသူက SNDB က SNDB တရားကလည်း ဟိုဥဆိုင်ဘော်ဒပါတီရဲ့တယောက်ကအော်တိုအလိုရောက်နိုင်ထားတယ်သူကလည်းနော်ဝါလည်းတယောက်နိုင်ထားတယ်ဝါလည်းတယောက်နိုင်ထားတယ်ဝါလည်းတယောက်နိုင်ထားတယ်ပြိုင်ပွန်ပြိုင်နိုင်ထားတာနော်ဥမြင့်ဝင်းကြောင်မဲ့ဒီကံပြောတော့နော်နော်ဥရန်ကျော်မမန်ဥကိန်မိုင်သူလည်းနိုင်ထားတယ်သူလည်းနိုင်ထားတယ်သူကတော့ဟိုပါပဲနောက်တစ်ခုကဥထွန်းအောင်နော်သူကတော့အာခာနော်ဒေါ်အေးချိုစိပြိုင်ပြောကသူလည်းနိုင်တယ်ဥအမ်ဇော်လက်ဝါအဲ့ရသူနိုင်ထားတယ်သူတို့တွေအကုန်လုံးကတော့မပြိုင်ပဲနိုင်သွားတဲ့လူတွေမပြိုင်ပဲနိုင်တဲ့လူတွေဆိုတော့ ကောင်းတော့ဗျာဒီခိုင်ပြောတော့စမ်းပွင့်တာပါဇာတာတက်တာပါအဲ့လိုပဲပြောရင်းနဲ့ကျွန်တော်တို့ဒီနေ့တော့ဒီလောက်ပါပဲယူကော့ဘွယ်နဲ့ပတ်သက်ရင်တော့နောက်ထပ်ပြောကြရည်နောက်ပိုင်းနောက်ပိုင်းပြောဆက်ရှိဦးမယ်ပြောဒီနေ့တော့လောက်ပါအားလုံးပဲကျွန်တော်ရဲ့ channel လေးမှာနေ့စဉ်သတင်းထူးများကိုစူးစီးဖော်ပြပေးနေတာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ဖို့မမေ့ကြပါနဲ့ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်